မင်္ဂလာပါခင်ဗျာ Revolut Bamba News Channel ကနေပြီးတော့စက်တမလ17ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းခေဦးမြို့နယ်မတောင်းလာရွာပြူစောတိစခန်းနဲ့စစ်ကိုစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရောအကြမ်းဖက်စစ်ကောင်စီဘက်ကအရာရှိတအုပ်အပါအဝင်အယောက်30ကျော်တေဆုံးပြီးတော့ PDF ရဲဘော်စက်တအုပ်ကြဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် August 17ရက်နေ့နဲ့19ရက်နေ့တို့မှာမတောင်းလာရွာပြူစောတိစခန်းကိုတော်လိုင်းပူပေါက်တပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော့ August 31ရက်နေ့မှာစစ်ကူလာတဲ့ချေချင်း စစ်ကြောင်းကိုတော်လိုက်တပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကအရာရှိတအုပ်အပါအဝင်စစ်ကောင်စီတပ်သားအယောက်30ကျော်သေဆုံးခဲ့ပြီးတော့တော်လိုက်ရဲဘော်ရှစ်ဦးကြာဆုံးခဲ့ရတယ်လို့သိရပါဗါးဩဂတ်စ31ရက်နေ့မှာကမ်ဘလူမြို့နယ်မှာရှိတဲ့ဝါတော်ဝလက်အောက်ခံပြူစောတိများနဲ့ကမ်ဘလူတကြားစာမှာရှိတဲ့အကြမ်းဖက်စစ်သားများပူးပေါင်းထားတဲ့အင်အား190ဝန်းကျင်ရှိတဲ့စစ်ကြောင်းဟာခင်ဦးမြို့နယ်နဲ့ကမ်ဘလူမြို့နယ်အဆက်မှာရှိတဲ့ခြေရွာများကိုလေးကျောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်မှုတွေအပါအဝင်ဇက်တိုက်ခြေချင်းစစ်ကြောင်းထိုးခြင်းကြောင့်ခြေရွာပေါင်း20ဝ ဝင်းကျင်ကဒေသခံပြည်သူပေါင်းတပေါင်းကျော်ဟာမိုးစဘာစိုက်ပျိုးနိုင်ခြင်းမရှိဘဲထွက်ပြေးတိမ်းရှောင်နေရတာဟာတလားခန့်ရှိနေပြီဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ကောင်စီဆက်ကြောင်းဟာဩဂတ်လ31ရက်နေ့ကစပြီးတော့ဒီကနေ့စက်တဘာလ17ရက်နေ့အထိကိုငကြိုင်အင်ဂျင်ပင်ပေါတော်စောကြီးတနတ်စိန်တဲကြီးဖန်ကားကုန်းနှဲတွင်မထောင်းကြီးရွှေကားပေါတင့်တုံဂျပုတ် စီပုတ်ရာခြေပါတို့ကိုမိရှုဖြတ်စည်းခဲ့ပြီးတော့နေအိမ်ပေါင်း400ကျော်မိလောင်ဖြတ်စည်းခဲ့ရတယ်လို့သိရပါဗျ။စက်တမလာ10ရက်နေ့ကဂျပုတ်ပေါက်တဲ့နှုံစီပုတ်ရာခြေပါတို့ကိုဝင်းရောက်မိရှုဖြတ်စည်းခဲ့ပြီးတော့မဒောင်းကြီးရွှေကခြေရွာအနီးမှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုထောက်လန်းနေတဲ့ LDF ရဲဘော်3ဦးကိုလည်းခြေရွာထိတ်မှာအကြမ်းဖက်စစ်တပ်တပ်သားများက ပြစ်တက်ခဲ့တယ်လို့သိရပါဗျ။ဒီကနေ့စက်တမ်ဘာလ17ရက်နေ့မှာမတောင်းကြီးကြီးရွာနဲ့ရွှေကာကြီးရွာပတ်ဝန်းကျင်မှာရှိတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းလှုပ်ရှားတယ်လို့ထင်ရတဲ့အတွက်ကြောင့်မိရှုပ်ခံထားရတဲ့ကြီးရွာ73ရွာအပြင် တရက်ကံပြေကုန်းပင်တင်းစတဲ့ကြီးရွာများကဒေသခံပြည်သူများပါဆက်လက်ပြီးတော့တိမ်းရှောင်နေရတယ်လို့သိရပါဗျ။လက်ရှိအချိန်မှာစေပေးရှောင်ပြည်သူများဟာနေစဉ်ရက်ဆက်များပြားနေတဲ့အတွက်ကြောင့်ကလေးတငယ်နဲ့ပတ်ကြီးရွယ်အိုကိုဝင်ဆောင်မိခင်များဟာနေစရာစားစရာအ धिक အခက်ခဲဖြစ်နေမှုများကိုတတ်နိုင်သမျှပြည်သူများအနေနဲ့ဝိုင်းဝန်းထောက်ပံ့ကူညီပေးကြပါရန်တိုက်တွန်းမြစ်တာရက်ခံထားကြောင်းခေဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးကတာဝန်ရှိသူတို့ကပြောကြားထားကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပြည်ဦးလွေမြို့ကိုကာကွယ်ရေးအတွက်အသက်35နှစ်ကနေအသက်60နှစ်အထိတပ်ကြီးပိုင်းအမျိုးသားများနဲ့ပြည်သူလုံခြုံရေးအဖွဲ့ဖွဲ့စည်းရန်စစ်တပ်ကလိုက်လံစီးရုံနေပြီးတော့တရက်ကွက်ကိုလူဆယ်ဦးစီစုဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီကအသက်35နှစ်ကနေ60နှစ်အထိတပ်ကြီးပိုင်းအမျိုးသားများကိုပြည်သူလုံခြုံရေးအဖွဲ့ခေါ်ပြူစောတိအဖွဲ့တဲကိုဝင်ရန်အတွက်စီးရုံနေတယ်လို့သိရပါတယ်ရက်ကွက်အလိုက်ဆယ်ဦးစီစုဆောင်နေပြီးတော့ယူနီဖောင်းများကိုထုတ်ပေးမှဖြစ်တယ်လို့ပြောဆိုထားပါတယ်လစာနဲ့ရိတ်ခါများကိုလည်းပေးမ ်တယ်လို့ပြောဆိုထားကြောင်းဒေသခံပြည်သူများကပြောပါတယ်ပြည်ဦးမယ်မြို့မှာအခုထူးခြားမှုကတော့ရက်ကွက်အလိုက်အသက်35နှစ်ကနေပြီးတော့အသက်60အထိကိုအမျိုးသားတွေကိုပြည်သူစစ်အဖွဲ့မရရအောင်ဖွဲ့စည်းဖို့ရယ်ပြည်သူစစ်ယူနီဖောင်းထုတ်ပေးမယ်လက်ထိတ်ထုတ်ပေးမယ်လက်နက်ထုတ်ပေးမယ်ဆိုပြီးတော့ရက်ကွက်အလိုက်တစ်ရက်ကွက်ကို10ရက်လောက်ပေးနေရတယ်လို့ဒေသခံပြည်သူတို့ကပြောကြားထားပါတယ်လက်ရှိမှာပြည်ဦးမယ်မြို့အတွင်းမှာအကြမ်းဖက်စစ်သားများခြေရှုပ်ရှင်းမရှိတော့ဘဲနဲ့ တရင်ရတဲ့နေရာများကိုသာဖမ်းဆီးရှာဖွေခြင်းတွေလှုပ်ဆောင်နေတယ်လို့သိရပါဗျ။အစီအစစ်ဆေးမှုများကိုလည်းဇက်တိုက်လှုပ်ဆောင်နေတယ်လို့သိရပါဗျ။စစ်ကောင်စီကပြည်ဦးလွေမျိုးကိုကာဝေးရဲ့အထွတ်ပြည်သူစစ်များကိုစုဆောင်းထားတဲ့အပြင်စစ်မှုထမ်းတင်နန်းစင်တပ်သားတွေများနဲ့လည်းထမှန်ပြီးတော့အင်အားဖြည့်တင်ထားတယ်လို့သိရပါဗျ။လက်တလုံးမှာပြည်ဦးလွေနဲ့နောင်ချုံမျိုးအဆက်မှာရှိတဲ့တောင်ခန်းကြီးရွာကစစ်တပ်ရဲ့အမြောက်တပ်ရဲများမကြဆုံးရေးအတွာအပြင်းထန်ခုခံနေကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ပေါ်ရက်ကွက်တွေအပါအဝင်မန္တလေးခရိုင်အတွင်းမှာစစ်ကောင်စီအုပ်စုကအရန်စစ်သားတဲ့အဖြစ်နဲ့စူးစောင်းတဲ့ရက်ရွာလုံကြုံရေးအဖွဲ့အမိခံတဲ့စစ်ကောင်စီအုပ်စုရဲ့လက်ကင်ဒုတ်အဖွဲ့တွေကိုဖွဲ့စည်းနိုင်ဖို့အတွက်အပူတပြင်းချိုးပန်းနေပြီးတော့ရက်ကွက်ချေးရွာအလိုက်အစည်းအဝေးခေါ်ယူကနာမည်စီးရင်တွေကောက်တာတွေစီယုံချင်းချောက်ဒါတွေကိုလှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့ပေါ်ရက်ကွက်တွေမှာတော့စစ်ကောင်စီအုပ်စုကအိမ်နိုင်စိတ်အသက်၁၈နှစ်ကနေပြီးတော့65နှစ်ကြာအရွယ်အမျိုးသားတွေကိုအလဲကျကင်းဆောင်ခိုင်းမှာဖြစ်ကော ကင်းဆောင်တဲ့နေ့အတွက်စိုင်းကယ်ဓာတ်ဆီနံပါတ်ဒုတ်ဓာတ်မီးနဲ့ကျင်းဆက်ဒုတ်တွေကိုပေးရမယ်လို့ပြောဆိုစည်းရုံးနေတယ်လို့စစ်ကောင်စီအုပ်စုရဲ့အစည်းအဝေးကိုတွားရောက်တက်ရောက်ခဲ့တယ်။မြို့ကန်တအုပ်ကပြောပါရယ်။မနေ့ကအုပ်ကြီးတွေကရက်ွက်ရုံးကိုရက်ွက်လူကြီးပိုင်းတွေကိုခေါ်ပြီးတော့ညတိုင်းရက်ွက်လုံးကျုံရေးအတွက်၁၀ရောက်၁၀ရောက်တညကိုအလှည့်ကျကင်းဆောင်ရမယ်လို့ပြောတယ်။အဲ့ဒီ၁၀ရောက်အဖွဲတွေအတွက်နံပါတ်ဒုတ်ဓာတ်မီးကျင်းဆက်ဒုတ်တွေကိုပေးမယ်။ပြီးတော့စိုင်းကယ်စီကိုလည်းစီတိုင်းကြီးအပြစ်ပေးမယ်တဲ့။စရဲမကောက်ဘူး။ကင်းကအလှည့်ကျလို့ပြောတယ်။ ရက်ွက်ထဲကလမ်းတွဲတတွဲကို10ရောက်တညစီလို့ကြားတယ်လို့မြို့ကန်တကူကပြောပြခဲ့ပါတယ်။အဲ့ဒီလိုမျိုးကင်းဆောင်မှုအတော့ကင်းတဲ့တွေဘာတွေဆောက်လုံမှာမဟုတ်ပဲရက်ွက်ဓမာယုံနဲ့ကျောင်းတွေကိုစုရအဖြစ်နဲ့အသုံးပြုပွဲရှိပြီးတော့ဘယ်နေ့စပြီးတော့ကင်းဆောင်ရမယ်ဆိုတာကိုတော့အတိအကျမပြောသေးဘူးလို့ဆိုပါတယ်။မန္တလေးမြို့အစွန်ရက်ွက်တွေအပါအဝင်ပတိန်ကြီးနဲ့အမရဗုဒ္ဓမြို့နယ်တွေမှာတော့စစ်ကောင်စီအုပ်စုကရက်ရွာလုံးကျုံရေးအဖွဲ့အမြီခံပြီးတော့အဖွဲ့တွေဖွဲ့စည်းမှဖြစ်ပြီး ရက်ွက်နဲ့ခြေရွာတွေမှာအစည်းဝေးခေါ်ကအဖွဲတဲကိုဝင်ဖို့အတွက်စီယုံနာတွေနာမည်စီးရင်ကောက်တာတွေကိုလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်ရက်ရွာလုံကြုံရေးအဖွဲအမိခံ အရန်စစ်သားတဲ့အဖွဲတဲကိုဝင်ရောက်သူတွေဟာပေါ်တာဆွဲခံရတာဖမ်းဆီးငွေညစ်ခံရတာတွေကနေပြီးတော့ကင်းလွတ်ခွင့်ရရှိမှာဖြစ်တယ်လို့လာစဉ်ထောက်ပံ့ခြင်းငွေတွေရရှိမှာဖြစ်ပြီးအဖွဲတဲကိုမဝင်တဲ့သူတွေကတော့လာစဉ်ခွဲတန်းကြငွေချေးပေးဆောင်အောင်မှာဖြစ်တယ်လို့ပြောဆိုရပါတယ်စက်တမလာ9ရက်နဲ့6ရက်နေ့ကမန္တလေးမြို့အမရပူရမြို့နယ်ရွှေကြက်ရချေးရွာအုပ်စုမှာစစ်ကောင်စီအုပ်စုနဲ့စေအုပ်စုကခန့်အပ်ထားတဲ့အုပ်ချုပ်ရေးမှုတွေကဒေသခံတွေကိုအစည်းအဝေးခေါ်ယူပြီးတော့ရက်ရွာကာကွယ်ရေးအဖွဲဖွဲ့ဖို့အတွက်ဟောပြောစည်းရုံးခဲ့တယ်လို့ဆိုပါတယ်တရက်ကွက်ကိုအမျိုးသား၈ယောက်ပါ ာရမယ်ထောက်ပံ့ခြေပေးမယ် လက်နဲ့တက်ဆင်ပေးမယ်ဘာမှမလုပ်ရဘူးကိုယ့်ရဲ့ကွက်ကိုပဲကင်းဆောင်ရမယ်လို့ပြောတယ်လို့ဒေသခံတို့ကပြောပါတယ်ရက်ကြီးကောက်ဝေးအဖွဲတဲကိုမဝင်ရတဲ့နေအိမ်တွေကတော့လစဉ်အုပ်ချုပ်ရေးမှုရုံးကိုထောက်ပံ့ခြင်းပေးဆောင်ရမယ်လို့ပြောတယ်လို့ဒေသခံတွေကဆက်ပြောပါတယ်။ဒါ့အပြင်ပသိမ်ကြီးမြို့နယ်မင်းကန်ကြီးရွာအုပ်စုတောစုကြီးရွာမှာလည်းဩဂတ်လ24ရက်နေ့ကစစ်ကောင်စီအုပ်စုနဲ့အုပ်ချုပ်ရေးမှုတွေကအသက်18နှစ်ပြည့်ပြီးတဲ့သူရှိတဲ့အိမ်တိုင်းတိုင်တယောက်မလာမနေရအစည်းအဝေးခေါ်ယူကရက်ရွာကောက်ဝေးအဖွဲဖွဲ့ဖို့အတွက်စည်ရင်းခောက်သွားတယ်လို့ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။ အဲ့ဒီရိုက်ရွာလုံချုံရေးအဖွဲ့ကိုပြည်သူလုံချုံရေးနဲ့အကြမ်းဖက်နေနေရေးအဖွဲ့ဖြစ်နေစစ်ကောင်စီအုပ်စုကခေါ်ပေါ်ပါတယ် အဲ့ဒီရဲရွာလုံခြုံရေးအဖွဲ့တဲကိုဝင်ရောက်သူတွေဟာလိုအပ်ပါကစစ်ကောင်စီအုပ်စုအတွက်အသေးခံပြီးတော့စစ်တိုက်ရနိုင်ပြီးတော့အရန်စစ်သားတွေအဖြစ်နဲ့လဲစူသောခံရတာနဲ့အတူတူပဲလို့မန္တလေးမြို့ကတချို့ကတုံးတက်ပါတယ်လက်ရှိမှာစစ်ကောင်စီအုပ်စုကအသက်35နှစ်အောက်လူငယ်လူရယ်တွေကိုတမျိုးနယ်ကိုလူအယောက်150ကနေ200နှုန်းနဲ့လာစေစစ်သားတွေစူသောနေတယ်လို့ပြူစောတိအဖွဲ့တဲကိုဝင်ရောက်ဖို့လဲနှီးမျိုးစုံနဲ့စီယုံကလူတက်စူသောနေကြောင်းတရေရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ MNDA ထိန်းချုပ်ထားတဲ့နေမြေတွင်းမှာရှိတဲ့နားရှုံမြို့နယ်နဲ့ဆက်ဆက်နေတဲ့နန်းပိုင်းကျေးရွာကြောင်မီးသွေးတူးဖော်ရေးဆက်ယုံကိုစစ်တပ်ကလေရင်နဲ့ပုံကျဲချခဲ့ရာလူထိခိုက်မှုမရှိတော့လဲအဆောက်အအုံများပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်စက်တဘာလ10ရက်နေ့ မနေ့7နှစ်နာရီ58မိနစ်အချိန်ကနေပြီးတော့မနေ့2နှစ်နာရီအတွင်းမှာအကြမ်းဖက်စစ်ကောင်ရဲ့အာဏာသိမ်းစစ်တပ်ကလာရှုံမြို့နယ်ဆက်ဆက်နေတဲ့မြို့နယ်တိန်နီခရိုင်တန်လွင်လင်ဟိုင်မြို့နယ်နန်ပိုင်းရွာမှာရှိတဲ့ကြောင်မီးသွေးတွင်းတစ်ခုကိုလေးကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးတော့လူထိခိုက်ဒေဆုံးမှုနဲ့အသေးပြောက်ထိခိုက်မှုမရှိကြောင်းသိရှိရပါတယ်စစ်တပ်ကလေးရင်များနဲ့စုစုပေါင်းဘုံကြီး၄လုံးနဲ့ဘုံအသေးအများအပြားချဲချခဲ့ရာတပ်တုတွေမှာရှိတဲ့အဆောက်များနဲ့ အခြားအဆောက်အဦအများပြားပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။ LNDA တပ်ဖွဲ့ဝင်များကအခင်းဖြစ်ပွားရာနေရာကိုချက်ချင်းတွားရောက်ကအနီးပတ်ဝန်းကျင်မှာရှိတဲ့ပြည်သူများကိုကူညီရေးတွေလှုပ်ဆောင်ပေးခဲ့ကြောင်းသိရှိရပါတယ်။လေကြောင်းကနေပြီးတော့ကျဲချသွားတဲ့ဘုံများတွေကမပေါက်ကွဲသေးတဲ့ဘုံတလုံးကိုလည်းရှာဖွေတွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့လူမဆန်တဲ့လေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုများဟာ ြည်သူများရဲ့စောက်ဝင်နေရေးပြန်လည်တိဆောက်ရေးကိုအဟံအတားဖြစ်စေခဲ့တယ်လို့သိရပါဗါးလေးချောင်းတိုက်ခတ်မှုများကြောင်းပြည်သူလူထုကိုထိတ်လန့်တုန်လှုပ်စေတယ်လို့ MNDA ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းဒီပဲရဲမြို့အနီးမှာရှိတဲ့ကံပြားရွာကိုအကြမ်းဖက်စစ်တပ်ကနှစ်ချိန်မီးရှို့ဖျက်ဆီးခြင်းကြောင့်နေအိမ်25လုံးမီးလောင်ပျက်ချခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကံပြားကျေးရွာကိုအကြမ်းဖက်စစ်တပ်ကပထမအချိန်မီးရှို့ဖျက်ဆီးမှုကြောင့်နေအိမ်18လုံးပျက်ချခဲ့ရပြီးတော့စက်တင်ဘာလ9ရက်နေ့မှာဒုတိယအချိန်မီးရှို့ဖျက်ဆီးမှုကြောင့်နေအိမ်9လုံးထပ်မံပျက်ချခဲ့ရတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီစစ်သားများကကံပြားကျေးရွာကိုနှစ်ချိန်မီးရှို့ဖျက်ဆီးမှုကြောင့်စုစုပေါင်းနေအိမ်25လုံးမီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။ ီဘဲရဲ့မျိုးသိမ်းတိုက်ပွဲအပြီးမှာမျိုးပေါ်ကိုထတ်တိုးအင်အားဖြည့်ပြီးတော့အထိုင်ပြန်ချထားတဲ့အကြမ်းတ်စစ်ကောင်စီတပ်သားများဟာဒီဘဲရဲ့မျိုးပေါ်မှာရှိတဲ့ပြည်သူပိုင်နေအိမ်များနဲ့မျိုးအနီးနားမှာရှိတဲ့ခြေရွာများကိုဇက်တိုက်ဝင်ရောက်စီးနှင်းမိရှုပ်ဖျက်ဆီးနေခြင်းဖြစ်ကြောင်းတရင်ရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းကလေးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်၁၁တရင်ထံကိုလက်နက်ယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့ရန်သူဘက်ကရဲတပ်တက်ကြတအုပ်ကိုဂုံပြုစုငွေ55သိန်းပေးရခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အလင်းဝင်လာတဲ့တန့်ဆယ်မျိုးမအကြမ်းဖက်ရဲစခန်းကဒုတက်ကြကိုအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကပေးတဲ့ထောက်ပံ့ငွေ55သိန်းကျပ်ကိုတဆင့်လွှဲပြောင်းပေးရခဲ့တယ်လို့ Mingin People's Defense Force အဖွဲ့ကအသိပေးထားပါတယ် အဲ့ဒီရဲတက်ချက်ဟာကလေးခရအမှတ်ဆက်တဲ့တိုင်ရင်ထံကို G3 တက်လက်ကြီးပေါင်းနှစ်ခုလက်ထိပ်တစ်ခုဘုံတလုံးကြီးစံ183000ကျော်ကိုယူဆောင်လာပြီးတော့ပြီးခဲ့တဲ့ဩဂတ်စ15ရက်နေ့ကအလင်းဝင်ခဲ့တယ်လို့သိရပါဗါတယ်အဲ့ဒီရဲတက်ချက်ကိုအကြမ်းဖက်စစ်ကောင်စီလက်အောက်ကနေပြီးတော့ထွက်ပြေးခိုးလုံနိုင်ရန်အတွက် Freedom Revolution Force တပ်ဆက် PDF နယ်မြေကပကဖအဖွဲ့တို့ကကူညီပြီးတော့ခေါ်ထုတ်ပေးခဲ့တာဖြစ်တယ်လို့သိရပါဗါတယ်အကြမ်းဖက်စစ်ကောင်စီလက်အောက်မှာရှိတဲ့အဖွဲ့ဝင်များအားလုံးကိုလည်း ်ပြည်သူဘက်ကိုကူးပြောင်းခိုးလုံရန်အားလုံးကိုဖိတ်ခေါ်တယ်လို့အတိပိတ်ဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ you